ားလုံးပဲမင်္ဂလာပါကွယ်။တီချေကတော့စတ္တမရံပထဝီဝင်ဘာသာရက်ကိုတင် जा ပေးမယ်။တီချေမှုပဲဖြစ်ပါတယ်။သားတို့သမီးတို့ရေတီချေကဒီနေ့အခန်း၅ကလက်တွေ့ပထဝီဝင်သင်ခန်းစာတွေကနေပြီးတော့သင်ခန်းစာ၃ဖြစ်တဲ့နော်မြေပုံတွေကိုလက်တွေ့ရေးဆဲခြင်းအကြောင်းတင် जा ပေးမှာဖြစ်ပါတယ်။အဲ့တော့တီချေဒီနေ့ဘယ်

ဲအဲ့တော့ဒီချေတို့စပြီးတော့ဆွဲကြရအောင်ကဲသားတို့သမီးတို့ပထမအဆုံးမြေပုံကိုဆွဲရမယ်ဆိုလို့ရှိရင်ပေဒံခဲတံကိုသုံးမယ်ပေဒံခဲတံမှာသုံးတဲ့အခါမှာခဲတံရမ်းခြွန်ထက်တဲ့ခဲတံဆိုရင်ကျိုးလွယ်တယ်ဒီချေပြောခဲ့ပြီးပြီအဲ့တော့ဗျံတုံးနေတဲ့ခဲတံဆိုရင်လည်းစမပြေပါဘူးဒါကြောင့်မလို့เนาะတင့်တော်တဲ့ခဲတံအမိထားရအောင်ခြွန်ထားရမယ်အဲ့တော့ဒီချေတို့ကိုတျောက်ပြည်သူသမရနိုင်ငံရဲ့မြေပုံကိုဆွဲမယ်ဆိုလို့ရှိရင်ចောင်းသုံးសាអុកကိုជីမယ်ចောင်းသုံးសាអុកပါမြေပုံရဲ့အချိုးសាអុកကိုជីချရအောင် ူကအလျာငါလမအနန်လေးလမစကေးနဲ့ဆွဲထားတယ်တီချေတို့အဲအကြောင်းဆုံးစာအုပ်ပါမြေပုံရဲ့စကေးအရာဆွဲကြည့်မယ်နော်အဲ့တော့ပထမအဆုံးပေဒံကိုဒီမှာထောက်မယ်လက်နဲ့နော်သူဒီအလျာငါလမဖြစ်တဲ့ကြောင့်မလို့နော်တီချေတို့ဒီကနေစပြီးတော့ငါလမဆွဲလိုက်ပါဆွဲနေတဲ့အချိန်မှာရင်သူကနောက်တလက်မစတူရန်ကွက်ကလေးတွေဆွဲမှဖြစ်တဲ့ကြောင့်မလို့အမှတ်ကလေးတွေကိုမှတ်ပြီးသွားပါနော် ဟုတ်ပြီအလျားငားလက်မသူကအနံအားကြတော့လေးလက်မဖြစ်ကြမှုဒီချေတို့လေးလက်မအနံဆွဲပါမယ်ထုံးနီး၎င်းမယ်တလက်မနော်ကွက်ကလေးတွေဆွဲမှဖြစ်တဲ့ကြောင့်မလို့မှတ်ကလေးတွေမှတ်ပေးသွားမယ်ဒီအောက်ခြေရဲ့အလျားကိုဆက်ပြီးတော့ဒီချေတို့ဆွဲကြရအောင်မြေပုံဆွဲတဲ့အခါမှာပေရန်ကိုလက်နဲ့ထောက်တဲ့အခါမှာအရေးကြီးပါတယ်เนาะသူက လက်ကလေးနဲ့ဖွားဖွားလေးထောက်ထားရင်ဆွဲလိုက်တဲ့အခါမှာပေဒံဒီလိုအောက်ကိုဂျိုင်ဆွဲသွားနိုင်တယ်။ဒါကြောင့်မို့စောင်းသွားနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့ပေဒံကိုလက်နဲ့အပြေချလေးဖိထားပေးပါနော်။ဖိထားပေးပြီးတော့ဒီချေတို့ငားလက်မှာဆွဲပါဒီချက်ကပြောသလိုပဲတလက်မအမှတ်ကလေးတွေကိုလည်းတခါတည်းမှတ်သွားပြပါเนาะဒီဘက်က နော်အနံကိုတီရှာတ်ကိုဆွဲပါမယ်။သူကကြတော့လေးလက်မှဖြစ်ပါတယ်။တခါတည်းအမှတ်ကလေးတွေမှတ်သွားမယ်။ပြီးတော့မှတီရှာတ်ကဒီတလက်မှစတူယန်းခွက်ကလေးတွေဆွဲတော့မှဖြစ်ကြအောင်လို့ဒီခုနတီရှာတ်မှတ်ထားတဲ့အမှတ်ကလေးတွေကိုဆက်လိုက်မယ်။မှတ်တဲ့အခါမှာခဲရန်လေးနဲ့ရင်ထောက်ပေရန်ကတ်မယ်။ဆွဲချမယ်နော်။အဲ့လိုနီးနေတလက်မှစတူယန်းခွက်ကလေးတွေတီရှာတ်ကိုဆွဲကြရအောင်။သားတို့သမီးတို့လည်းတီချယ်နဲ့အတူတူ လိုက်ပြီးတော့ ဆွဲကြည့်လို့ရတယ်เนาะအဲ့တော့ t-shirt တို့ဒီမှာ student ကွက်ကလေးတွေဖြစ်လာပြီเนาะဘာဖြစ်လို့လဲဆိုတော့မြေပုံကိုသူ့ရဲ့သတ်မှတ်ထားတဲ့เนาะចောင်းသုံးសောက်ပါ skill အတိုင်း t-shirt တို့အခုဆွဲနေတာဖြစ်တယ်เนาะအဲ့တော့ telema student ကွက်ကလေး t-shirt တို့ဆွဲနေပါပြီဟော t-shirt တို့ telema ရှိရဲ့ student ကွက်ကလေးတွေရပြီเนาะရပြီဆိုတော့ t-shirt တို့ဆက်ပြီးတော့ဆွဲကြရမယ်ဆွဲမယ်ဆိုလို့ရှိရင်ចောင်းသုံးសောက်မှာ ရုပ်ပြည်သူသမရနိုင်ငံကြီးရဲ့မြေပုံကိုရေးဆွဲထားပုံကြည့်ချင်လို့အရင်ဆုံးကြည့်ရမယ်။ကြည့်တဲ့အခါမှာမြေပုံတစ်ခုကိုဆွဲတော့မယ်ဆိုလို့ရှိရင်ဒီမှာဒီချက်အရင်ဆွဲခဲ့တဲ့ပုံတွေတုန်းကလည်းပြောခဲ့ပါတယ်နော်။အခုထပ်ခါထပ်ခါပြောပေးမယ်။ဘာဖြစ်လို့လဲဆိုတော့မြေပုံရေးဆွဲရမှာအရေးကြီးတဲ့အချက်ပေါ့နော်။ဒီစာကျောင်းလုံးစာအုပ်ကပုံကိုကြည့်တဲ့အခါမှာမြေပုံရဲ့ဒီမြင်းကြောင်းနေပေါ်မှာချိတဲ့အနေအထားကိုဒီချက်တို့အရင်ဆုံးလေ့လာပါမယ်။ဒီချက်အမြဲတမ်းပြောခဲ့ပါတယ်။အဲ့ဒါကိုအရင်လေ့လာပါမယ်။ လေ့လာပြီးတော့မှဩဒီနာကတော့ဘလို့အကွေးလေးရှိတယ်။မြင်းချောင်းရဲ့ဘဏ္ဍပုံရင်ဘဏ္ဍပုံလောက်မှာစဆွဲတယ်စရှိတဲ့ဖြစ်အဲ့လိုမျိုးလေ့လာပြီးတော့မှတီချေတို့ကဒီစာရွက်ပေါ်မှာဆွဲမှာဖြစ်တယ်။ဆွဲတဲ့အခါမှာလည်းသူ့ရဲ့အချိုးအစပေါ့နော်အချိုးအစမှန်ကန်ဖို့လိုတယ်။အဲ့ခါအဓိကချက်တွေဖြစ်တယ်။နော်အဲ့အဓိကချက်တွေကိုရပြီဆိုရင်တီချေတို့ဆွဲကြည့်မယ်။ဟုတ်ပြီနော်ဆွဲတဲ့အခါမှာပထမအဆုံးအနေနဲ့ဒီအပေါ်ဆုံးကအကွက်တည်းတရားနေအရင်ဆုံးစပြီးဆွဲကြရအောင်ပထမအဆုံးစတဲ့အကွက်မှာသူဘာမှရေးဆွဲထားခြင်းမရှိဘူး ထောက်ပြီးတော့အဲ့တော့ဒီကွက်မှာဆက်ကြည့်မယ်ခါမှာဒီနားလေးကနေပြီးတော့စပြီးတော့ဆွဲပါမယ်ဆွဲတဲ့ခါမှာခဲနာအနေတခါတည်းမဲဆွဲလိုက်လို့လည်းရတယ်သို့မဟုတ်เนาะအော်ကိုကကိုတိတ်ပြီးတော့တော့ငါကတော့လက်ကအမှန်မရသေးဘူးဆိုလို့ရှိရင်အဆက်ကလေးတော့၎င်းမှိန်မိလေးတော့၎င်းအလူမီလေးအရင်ဆုံးရေးဆွဲသွားပြီးတော့เนาะဘာဖြစ်လဲမှတ်ထားလို့ရတယ်เนาะကဲဒီကွက်မှာဆိုရင်လည်းသူအနေထားကိုအရင်လေ့လာပါเนาะသူအနေထားလေးအတိုင်းအကွေးနေရာမှာကွေးမယ်เนาะ နော်တီချဲအရင်စပြီးတော့နော်ဆွဲတဲ့အခါမှာနော်လူတိုင်းလူတိုင်းခဲဖြက်ကိုစောင့်ထားပါမြေပုံသုံးတဲ့အခါမှာနော်ဘာဖြစ်ဆိုလူတိုင်းလူတိုင်းမှားတတ်လို့နော်တခါလဲဆွဲကြတဲ့တန်းပြီးတော့မှန်သွားရင်တော့အရန်ကောင်းပါလေနော်အဲ့လိုမျိုးဖြစ်ဖို့အတွက်လေ့ကျင့်ရမှာပါအဲ့တော့ဒီခဲဖြက်လေးကိုသုံးပါမှားသွားတယ်ဘာဖြစ်လို့ငါမှားသွားတယ်ငါသူ့ရဲ့အနေထားကိုငါတိချာမကြည့်လိုက်ဘူးနော်အနေထားတော့ဒီဒီအောက်ခြေမြင်းနဲ့နည်းနည်းပဲကွာတာလीဟုတ်ပြီနော်သုံးပုံပုံတစ်ပုံလောက်ပဲကွာတာ ငါကနည်းနည်းအပေါ်ကိုရောက်သွားပြီအဲ့ဒါဆိုရှင်ကတိတ်ပြီးတော့အနေထားမမှန်သေးဘူးဆိုတော့ပြန်ပြီးတော့ဖြက်လိုက်အောင်မင်းရတယ်နော်ဖြက်ပါအမားကိုပြင်ပါဒါဆိုရင်မှတ်မိမယ်အဲ့တော့ဒီရှင်းကိုဆက်ပြီးတော့ဆွဲမယ်နော်နော်ဒီအနေထားလေးတိုင်းရှိမယ်အပြီးလို့ရှိရင်ဒီဘက်အကွက်ကိုသူဘလူဆက်သွားလေကြည်မယ်ဒီနားလေးကနေပြီးတော့နော်ဒီမြင်းချောင်းရဲ့သုံးပုံဒီပုံလောက်ကနေပြီးတော့ဒီဘက်ကိုနာမယ် ော်ဒီနားလေးကြီးရောက်တယ်ဟုတ်ပြီနော်အဲ့တော့နောက်နောက်ဆုံးဒီဘက်အကွက်ကိုဆက်ကြည့်မယ်နော်ဆက်ကြည့်ရခါမှာတခါလဲဆွဲမယ်ဆိုရင်လည်းဆွဲလို့ရတယ်လို့သူမဟုတ်အဆက်ကလေးနေအနည်းနဲ့အရင်မှတ်ပြီးတော့မှနောက်မှဆွဲမယ်ဆိုရင်လည်းရပါတယ်ဒီအပေါ်ပိုင်းညညောင်းကရှိတဲ့အကွက်တွေကိုတီချဲတွေလေ့လာပြီးပြီးလေ့လာပြီးတဲ့အခါမှာတီချဲတို့အခုအညီအထား เนาะအချိုးစမှန်အောင်တတ်နိုင်ဆုံးဒီချေကိုစူးစမ်းပြီးတော့ရေးဆွဲပြီเนาะအဲဆက်ပြီးတော့ဒီချေကိုဆက်ပြီးတော့စူးစမ်းပြီးရေးဆွဲမယ်နောက်တစ်ခုเนาะနောက်တစ်ခုကကျတော့ဒီစုံစုံအကွက်မှာစပြီးတော့ဒီနားလေးကနေပြီးတော့သူကနေပြီးတော့လာမယ်ဟုတ်ပြီเนาะအဲနောက်ဒီဘက်အကွက်ကျတော့သူတို့နှစ်ခုကိုဆက်တဲ့ဟာလေးရှိမယ်ပြီးတော့မှဒီဘက်ကနေပြီးတော့ ဆက်ဆက်ပြီးတော့ဒီချက်ဆွဲသွားပြပါမယ်။ဒါတို့သမီးတို့လည်းဒီချင်တဲ့အတူဖြည်းဖြည်းချင်းလိုက်ကြီးဆွဲဆွဲကြည့်ပါ။နော်။အနောက်ဒီအကွက်ထဲမှာကြတော့ဒီအောင်နာလေးကနေပြီးတော့ဘာဖြစ်လဲ။နော်။ဒီလူလေးရှိမယ်။ဒီဘက်အကွက်ကိုရောက်သွားပြီ။နော်။ตุเนဒီမှာလာပြီးတော့အော်ဒီမှာမှားပြန်ပြီဘာဖြစ်လို့တီချဲသေးချာလीတီချဲတော့မလေလာဘူးဟိုဘက်နဲ့ဒီဘက်မှာ နော်ဆက်ဖို့အတွက်ဆိုလို့ရှိရင်တင့်တော်တဲ့အနေထားရှိရမယ်သူရဲ့မှန်ကန်တဲ့နော်အချိုးအစရှိရမယ်ဆိုတာအရင်ကြည့်ရမှာဖြစ်တယ်နော်အဲ့လိုမကြည့်ဘဲနဲ့ဆွဲလိုက်လို့ရှိရင်အခုလိုမျိုးနင်းငယ်လဲသွားတာတွေရှိတယ်အဲ့တော့အမားရှိရင်ပြင်ဆင်ပါတေချာပြန်မှတ်ပါဘာကြောင့်လဲဘာဖြစ်လို့လဲဆိုလို့ရှိရင်အနေထားကိုအရင်မကြည့်ဘူးလေအနေထားကိုမကြည့်ဘဲဆွဲလိုက်တယ်ဟောလဲသွားတယ် အဲ့ပြန်ပြီးတော့ဖြတ်မယ်ပြန်ကြည့်မအနေထားဂျီယာနဲ့ဂျီယာနဲ့ဘလို့ဆက်တယ်ဘလောက်လောက်ဆက်တယ်ဆိုတာလေးကိုသိပြီဆိုတော့မှ teacher တို့ကပြန်ပြီးတော့နော်ဒါကိုရေးဆွဲมาဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီကွက်ပြီးွားရင်ဒီဘက်အစွန်ဆုံးကွက်လေးကတော့ဒီလောက်အစွန်ထွက်တဲ့အချွန်လေးလောက်ပဲရှိမယ်နော်ကဲနောက်တစ်ခုဆက်ကြည့်မယ်နော် teacher တို့ဆက်ပြီးဆွဲသွားကြရအောင် เนาะตาတို့သမီးတို့လည်းကြည်ရှင်နဲ့အတူတူဆက်ပြီးတော့လိုက်ဆွဲကြည့်ပါ။အော်ဒီအကွက်၃ကွက်မှာဆိုလို့ရှိရင်နှစ်ကွက်မှာဘာမှရေးဆွဲထားခြင်းမရှိဘူး။เนาะအဲ့ဒါကိုလည်းတေချာကြည့်ပါ။ရေးမဆွဲထားတဲ့အကွက်ထဲမှာသွားဆွဲလို့ရှိရင်လည်းမှန်ကန်တဲ့မြေပုံမဖြစ်ဘူး။เนาะအဲ့တော့ရေးဆွဲထားတဲ့အကွက်မှာဒီချေတို့ဘာမှမရှိရကြောင်မို့နောက်တစ်ကွက်ကိုကြည့်ခါဒီနားကအစွန်လေးပဲရှိမယ်။ဒီကမြင်းညောင်းလေးနဲ့လာတယ်။ဘာဖြစ်လဲ။အစွန်လေးပဲရှိတယ်။ နော်ဒီဘက်ကိုဆက်သွားမယ်ဟုတ်ပြီနောက်အောက်ဆုံးကွက်ကိုရောက်လာပြီနော်သူတို့နှစ်ခုရဲ့ဒီငားလေးကနေဖြတ်ပြီးတော့နော်ဒီချက်ကိုဆက်ဆွဲရမယ်နော်ဆက်ဆွဲကြရအောင်နော်ဒါတို့တမိတို့ဒီလောက်ဆိုလို့ရှိရင်ဆွဲပုံကိုနည်းနည်းသဘောပေါက်လာပြီထင်တယ်လေ့ကျင့်မှာလေ့ကျင့်ရင်းနဲ့ကျွမ်းကျင်တဲ့မြေပုံကြီးဆွဲနိုင်သူတွေဖြစ်လာကြမယ်နော်အဲ့တော့ဒီဘက်ကိုရောက်လာပြီ ောက်ဆုံးဒီချေတို့ဒီမှာလာဆုံးတက်တယ်။ဟောဒီနားမှာဆိုလို့ရှိရင်နော်သူပြထားတဲ့အတိုင်းဒီနားလေးမှာတခုထည့်မယ်။ဒါဆိုရင်ကျုပ်ပြည်သူသမရနိုင်ငံရဲ့မြေပုံဒီချေရေးဆွဲပြခဲ့တာဖြစ်ပါတယ်။နော်အဲ့တော့တမီးတို့ရေမြေပုံတစ်ခုမှာနော်သူရေတတ်မှတ်ထားတဲ့စကေးအချိုးကြမှန်ကန်ဖို့တော့လိုပါတယ်နော်စကေးမှန်ကန်မှာနော် ြစ်ပစ်တော့မြေပုံတစ်ခုရမှာဖြစ်တယ်။နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုဆွဲကျင်တယ်လို့ဆွဲမယ်ဆိုလို့ရှိရင်သူ့ရဲ့နော်အချိုးအစားမမှန်ကန်ဘူး။ဒါကြောင့်မို့တီချေကအခုကျောင်းသုံးစာအုပ်ပါမြေပုံဆွဲနေတဲ့ကအတိုင်းတီချေကဆွဲပြပေးခဲ့တာဖြစ်တယ်။မြေပုံဆိုတာအချိုးကြားချုပ်နိုင်တယ်။ချဲ့ပြီးတော့လဲဆွဲလို့ရတယ်။နော်တင့်တော်တယ်လို့အချိုးနဲ့ဒါပေမဲ့ပါဖြစ်လေစကေးရတော့မကန်ဘူးလူတွေဆိုတာကိုပြောချင်ပါတယ်เนาะအဲ့တော့တီချာတို့မြေပုံတစ်ခုရေးဆွဲပြီးပြီဆိုလို့ရှိရင် ါဝင်ရမယ့်အချက်တွေရှိတယ်။မဖြစ်မနေပါဝင်ရမယ်။နော်အဲ့ဒါတွေကဘာလဲဆိုရင်မြေပုံတစ်ခုကဒါဘာမြေပုံလဲ။နော်မြေပုံကြီးကတော့မြေပုံပဲနိုင်ငံလဲ။နော်ဒါတွေခေါင်းစဉ်တွေပါရမယ်။အဲ့ခေါင်းစဉ်ပါမှဟောဒါကတော့ကျုပ်ပြည်သူသမ္မတနိုင်ငံရဲ့မြေပုံဘာကိုပြတာလဲ။ဟောမြို့ကြီးတွေကိုပြတယ်မြေပုံ။ဟုတ်ပြီနော်အဲ့ခေါင်းစဉ်လေးရှိမယ်။ပြီးရင်မြေပုံရဲ့အရမျက်နှာညှွန်းဟာလည်းပဲမပါမဖြစ်။နော်အမြဲတမ်းဒီတောက်မှာထည့်ပေးရမှာဖြစ်တယ်။ ်အပြီးတော့မှဒီမြေပုံထဲမှာတီချေတို့ဖော်ပြထားတဲ့အကြောင်းအရာတွေကိုမြေပုံရဲ့ဒီအောက်ခြေနားမှာတီချေတို့ဟာညညွန်းချက်နဲ့တခါပြန်ပြီးတော့ဖော်ပြပေးရမှာဖြစ်တယ်။ဒါမှသာလျှင်ပြည့်ပြည့်စုံသောမြေပုံတစ်ခုရဲ့အင်္ဂါရက်နဲ့ညီမျှမှာဖြစ်တယ်။ဟုတ်ပြီနော်အဲ့တော့တီချေကိုဖော်ပြရင်းနဲ့ပြပြသွားမယ်နော်။အဲ့တော့ပထမဆုံးတီချေတို့အခုရေးဆွဲမှာကကျုပ်ပြည်သူသမ္မတနိုင်ငံရဲ့မြို့ကြီးများအကြောင်းကိုရေးဆွဲမှာဖြစ်တဲ့အကြောင်းမျိုးမြို့ကြီးတွေကိုအရင်ဆုံးတီချေထည့်ပြီးတော့ပြမယ်နော် အဲ့တော့ဒါတော့တင်ပြီးတော့ရှေ့ကတင်ကန်းစာမှာအခန်းလေးမှာတင်ခဲ့ပြီးပြီနော်။ဘာကြီးလဲကျုပ်ပြည်သူတမနာနိုင်ငံမှာမြို့တော်နဲ့ထင်ရှားတဲ့မြို့တွေဆိုတာရှိတယ်။နော်အခြားထင်ရှားတဲ့မြို့တွေဆိုတာရှိတယ်ဆိုတာသိခဲ့ပြီးပြီနော်။အဲ့တော့မြို့တော်ကိုအရင်ဆုံးကြည့်မယ်ဆိုရင်ပီကင်နော်ပီကျင်းလို့လည်းခေါ်တယ်နော်။အဲပီကျင်းပီကင်စသဖြင့်အဲ့ဒါဟာမြို့တော်ဖြစ်တယ်။သိခဲ့ပြီးပြီနော်။အဲ့တော့ကျုပ်ပြည်သူတမနာနိုင်ငံရဲ့မြို့တော်တွေအကြောင်းကိုပြတဲ့ပုံကိုတီရှယ်ဖော်ပြမှာဖြစ်တဲ့အကြောင်းမလို့ နော်ဒီချေအရင်ဆုံးဒီမှာမြို့လေးတွေကိုထည့်ပြမယ်နော်ဒါတို့သမီးတို့တင်ခဲ့ပြီးရတင်ကန်းစားထဲမှာနော်ရုပ်ပြုသမရနိုင်ငံကြီးရဲ့မြို့ကြီးများအကြောင်းကိုတင်ခဲ့ပြီးဖြစ်တယ်အဲ့ထဲမှာမြို့တော်ရှိတယ်အခြားထင်ရှားတဲ့မြို့ကြီးတွေရှိတယ်မှတ်မိအောင်ပဲတင်တယ်အဲ့တော့မြေပုံရေးဆွဲရင်းနဲ့တခါတည်းဒီချေတို့ထည့်ကြရအောင်နော်ဘာရှိမလဲ begin 北京เนาะ北京မြို့တော်ဖြစ်တယ်နောက်တစ်ခါ上海ရှိမယ်ပြည်နယ်စစ်ကမ်းမြို့ဖြစ်တယ်နောက်တစ်ခါ Kunming เนาะမြန်မာနိုင်ငံနေခိဆက်နေတယ်云南ပြည်ရဲ့မြို့တော်ဖြစ်တယ်ဆိုတာလေးတွေတအားတမီးတို့ပြန်အမှတ်ရကြပါเนาะအဲ့တော့ဒီချေတို့ထည့်မယ်ထည့်မယ်ဆိုရင် Peking မြို့อ่ะဆိုလို့ရှိရင်ဘယ်နားမှာရှိလဲဆိုတော့ဒီနားမှာမြို့တော်เนาะ Peking ရင်ရှိမယ် ြို့တွေဒီเนาะထင်ရှားတဲ့မြို့တွေကိုအရင်ပြောမယ်။ရှန်ဟိုင်းမြို့ကကြတော့ဒီမှာပင်လယ်စစ်ကမ်းမြို့ဖြစ်တယ်။ပင်လယ်စစ်ကမ်းမြို့ဖြစ်တော့ဒီနားကအရှိတရုတ်ပင်လယ်ရဲ့ဒီအစက်လီနားမှာရှိမယ်။ဘယ်သူလဲရှန်ဟိုင်းရှိမယ်เนาะ။ဟုတ်ပြီเนาะ။နောက်တစ်ခုကုမင်းမြို့ယူနန်ပြည်နယ်မြို့တော့ကုမင်းမြို့ကကြတော့ဒီနားလီမှာရှိမယ်เนาะ။ဒါကသားတို့မြေပုံထဲမှာလေ့လာပြီးတော့เนาะကြည့်လို့ရမယ်။ဟုတ်ပြီเนาะ။အဲ့တော့ မြို့တော်နဲ့ထင်ရှားတဲ့မြို့တွေကိုတီချေအရင်ဆုံးထည့်ပြတယ်။သူတို့ကိုကြတော့တီချေကဘလို့ရောင်လေးသုံးကျင်လဲဆိုတော့ဟိုထင်ရှားတဲ့မြို့ကအနီရောင်လေးသုံးကျင်လဲဆိုပြီးဒီရောင်ဆုံးမြေပုံရောင်ဆုံးခဲတံလေးကိုသုံးပြလို့ရတယ်နော်။အမှတ်သားနဲ့လည်းသုံးလို့ရတယ်။နော်ရောင်ဆုံးခဲတံမှမဟုတ်ဘူး။အမှတ်သားနဲ့မြို့တော်ကတော့လေးလောက်ကလေးပြမယ်။အခြားထင်ရှားတဲ့မြို့ကတော့အဝိုင်းလေးပြမယ်။အဲအဲ့လိုလည်းသုံးလို့ရတယ်။ရောင်ဆုံးမရေမဟုတ်ဘူးပေါ့နော်။အဲ့တော့တီချေကတော့အခုဒီမှာရောင်ဆုံးလေးနဲ့မြို့တော်နဲ့ထင်ရှားတဲ့မြို့ကိုအနီရောင်လေးခြေပေးလိုက်မယ်နော်။ အဲသူကဗာမျိုးတွေလဲဆိုတာနော်ဒီမှာအနီရောင်လေးနဲ့ခြေလိုက်တဲ့မြို့လေးတွေကိုတီချက်ရေးပြမယ်ဗာတွေလဲဆိုတော့ပထမဆုံးမြို့တော်ဖြစ်တယ်ပီကျင်းပီကင်းမြို့ဖြစ်တယ်နော်သူကဒီနားမှာပီကင်းလို့လဲခေါ်တယ်နော်သူကမြို့တော်ဟုတ်ပြီနော်နောက်တစ်ခုဗာလဲပင်လယ်စိကန်းအရှိကျုပ်ပင်နဲ့နားမှာရှိတယ်ရှန်ဟိုင်းမြို့နော်ရှန်ဟိုင်းမြို့ကိုသူရှန်ဟဲလို့လဲခေါ်တယ် ဒါကချားထင်ရှားတဲ့မြို့တွေနော်နောက်တစ်ခုကုမင်းမြို့ကုမင်းမြို့ကဒီနားမှာရှိမယ်နော်အဲ့ဒါဒီချဲဖော်ပြထားတာမြို့တော်နဲ့ထင်ရှားတဲ့မြို့တွေပေါ့နော်အဲ့ဒါကိုဒီချဲအနီရောင်လေးသုံးပြီးဖော်ပြလိုက်တယ်နောက်တစ်ခုအခြားထင်ရှားတဲ့မြို့တွေရှိသေးတယ်သားတို့သမီးတို့သင်ခဲ့ပြီးပြီမှတ်မိအောင်ဒီချဲပြန်ပြီးတော့ထည့်ပြပေးမယ်နော်ဘာမြို့လဲဆိုတော့ထန်ကျင်းမြို့နော်ထန်ကျင်းမြို့ဆိုလို့ရှိရင်ဒီပီကင်းမြို့နဲ့နေတယ်ပီကင်းမြို့နားမှာရှိတယ်เนาะဒီနားလေးမှာ သူ့ကိုတော့အဝိုင်းလေးနဲ့ပေါ်ပြလိုက်မယ်เนาะဟုတ်ပြီဟုတ်ပြီနောက်ပြီးတော့ဝူဟန်မြို့အဲဝူဟန်မြို့ကကြတော့ဒီကုမင်းမြို့ရဲ့ဒီပေါ်နားလေးမှာဒီနားလေးမှာရှိမယ်เนาะဝူဟန်မြို့เนาะနောက်တစ်ခုကွမ်ချိုးမြို့เนาะကွမ်ချိုးမြို့ရှိမယ်နောက်တစ်ခါချန်ချင်းမြို့ရှိမယ်မြို့တွေအများကြီးရှိရပေါ့เนาะထည့်မယ်ဆိုရင်အများကြီးရှိတယ်ဒါပေမဲ့ဒီချက်ဒီလောက်ပဲထည့်ပြမယ်เนาะအဲ့တော့ဒီဟာဘာလဲဆိုလို့ရှိရင်ချန်ချင်း ထန်ကျင်းမျိုးရှိမယ်နောက်တစ်ခုကနော်ဆန်ဟန်ဝူဟန်မျိုးရှိမယ်နော်ဟုတ်ပြီအဲ့တော့ဒါကတရုတ်ပြည်သမန္တနိုင်ငံဤနော်မြို့ကြီးများပြအမည်ပုံဒီခေါင်းစဉ်အောက်ကတီချက်ထည့်ပြခြင်းဖြစ်တယ်အဲ့တော့တီချက်ကိုခေါင်းစဉ်ရေးမယ်နော် ကျုပ်ပြည်သူသမ္မတနိုင်ငံဤနော်နော်မြို့ကြီးများပြနော်မြေဘုံဆိုပြီးတော့ခေါင်းစဉ်ထည့်ရမယ်အဲ့တော့ဒါဟာကျုပ်ပြည်သူသမ္မတနိုင်ငံရဲ့မြို့ကြီးများပြတဲ့မြေဘုံဖြစ်တယ်အဲ့တော့မြေဘုံထဲမှာပါတဲ့မြို့တွေကိုကြည့်ပြီးတော့ဒီခေါင်းစဉ်နဲ့အောင်ရခင်ကြဖြစ်စေတယ်ပေါ့နော်အဲ့တော့တတ်တတ်ရဖြစ်အောင်ဒီမြေဘုံလေးရဲ့အောက်မှာဒီ shadow underline လေးတားပြီးတော့နော်ဒီဆွဲပြပါအဲ့ဒါပြီးလို့ရှိရင်မပါမဖြစ် เนาะအဓိကပါမဲ့ပါလဲဆိုလို့ရှိရင်မြေပုံရဲ့ရက်မျက်နှာပြရတဲ့အညွန့်ဖြစ်တယ်မြေပုံတိုင်းမှာဖော်ပြပေးရမယ်ရက်မျက်နှာကတော့အားလုံးသိကြပါတယ်เนาะအဲ့တော့အရှိနောက်တောင်မြောက်ဆိုတဲ့ရက်မျက်နှာကိုညွှန်ပြရတဲ့ဟာလေးထည့်ပေးရမယ်เนาะအဲ့တော့တီချေတို့ဒီမှာအရှိနောက်တောင်မြောက်ထည့်ပေးတဲ့အခါမှာ နောက်ဆုံးဒီထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီမေဘုံရဲ့အောက်ခြေလေးမှာဒီခြေတို့ကရည်ညွှန်းချက်လေးဖော်ပြပေးရမယ်။ဘာကိုရည်ညွှန်းထားလဲဆိုတာ။အဲကြောဒီခြေကဒီမှာမြို့ကြီးတွေကိုပြတဲ့ပုံဖြစ်တော့မြို့ကြီးတွေပဲဒီခြေဖော်ပြပေးထားတာနော်။အမှန်ဆိုလို့ရှိရင်ဒီမှာပြမဆိုရင်မြစ်တွေရောနော်တောင်နှမ်းတွေရောအများကြီးရှိတယ်။ဒါပေမဲ့သူဖော်ပြထားတဲ့အကြောင်းအရာကိုပဲဒီခြေဒါဖော်ပြပေးတာဖြစ်တယ်နော်။အဲတော့ဒီမှာရည်ညွှန်းချက်လေးကိုထည့်ရမယ်။ ီညွန့်ချက်ကလေးကိုထည့်မယ်ဆိုရှင်ဒီချဲတို့ခုနဖော်ပြခဲ့တဲ့ဘာနဲ့လဲဒီလိုမျိုးအနီရောင်လေးနဲ့နော်ဖော်ပြထားတာကဘာလဲဆိုရှင်မြို့တော်နော်အဲ့တော့ဒီချဲတို့ကခုမြို့တော်ကိုဒီလိုအနီရောင်တင်ကြတာလေးနဲ့ဖော်ပြခဲ့တယ် နောက်တစ်ခုအခြားထင်ရှားတဲ့မြို့တွေကိုလည်းဒီချေတို့ဖော်ပြထားတယ်အဲ့တော့ဒီချေဒါကိုအနည်းရောင်ဒီအဝိုင်းလေးတုံးပြီးဖော်ပြခဲ့တာဖြစ်တယ်ဒါဆိုလို့ရှိရင်ဘာလဲဆိုရင်အခြားထင်ရှားသောမြို့များနော်မြို့များဆိုပြီးတော့ဒီလိုသင်္ကေတလေးနဲ့ညွှန်းချက်မှာဖော်ပြရတယ်။ဒါဆိုလို့ရှိရင်ဒီချေတို့ဒီမြေပုံကဘာကို ဖော်ပြတယ်ဆိုတာကိုဒီရင်ညွှန်းချက်မှာကြည့်ပြီးတော့သိနိုင်တယ်။ဟုတ်ပြီနော်အဲ့တော့ဒီချက်ရုပ်ပြည်သူသမ္မတနိုင်ငံကြီးရဲ့မြို့ကြီးများပြတဲ့ပုံကိုဒီချက်ဖော်ပြတာဖြစ်တယ်။ရုပ်ပြည်သူသမ္မတနိုင်ငံကြီးဘလို့ရေးဆွဲတယ်ဆိုတာကိုလည်းဒီချက်တို့ဒါကိုယ်တိုင်ကိုယ်ကြားလက်တွေ့ရေးဆွဲပြခြင်းဖြစ်တယ်။သားတို့သမီးတို့လည်းတီချင်နဲ့အတူတူလိုက်ပြီးရေးဆွဲခဲ့ကြရတယ်လို့ထင်တယ်။နော်ဘလို့ရေးဆွဲတယ်ဘလို့အဓိကချက်တွေပါရမယ်ဆိုတာကိုလည်းမှတ်မိသွားပြီလို့ဒီချက်ထင်တယ်။အဲ့တော့ ဒီချေတို့နောက်လာမဲ့လာအိုပြည်သူဒီမိုကရက်တစ်သမရနိုင်ငံကြီးရဲ့မြေပုံရေးဆွဲတဲ့အချိန်မှာဒီချင်းနဲ့အတူပြန်တွေ့ကြမယ်နော်